မင်္ဂလာပါခင်ဗျာခုတနေ့ကခောက်ဆွဲထုတ်ပြီးအစ်စ်ထက်ရောက်တယ်အကြီးရောပဲစီကြက်အနေငယ်နေလीဒါပေမဲ့အဲ့ဒါကိုတိတ်ပြီးတော့အာနားမရှိတဲ့သူတွေရှိတယ်အဲ့တော့အစားလေးစားပြီးတော့ဘာခောက်ဆွဲလိလဲဆိုတော့ပြောပြအောင်နော်ဝယ်ဘူးနေကြစားနေကြလူတွေကတော့ဒီခောက်ဆွဲတွေပါပဲသိပါတယ်နော်မသိတဲ့လူတွေရှင်းပြပေးမယ်โอเคစားလိုက်အောင်စားကြပါဦးခင်ဗျဒီထဲမှာဘာတွေထည့်ထားလဲဆိုတော့ ဝတ်သားပါတယ်ဝတ်သားလုံးပါတယ်ကြက်ဥတောင်းပါတယ်ပြီးရင်ရေပွဲတက်ပါတယ်။တံမြာသီးပါတယ်ဒါတွေကတရုတ်နံနံနေ။ခေါဆွဲကနှစ်မျိုးရောပြီးတော့ပြုတ်တာ။ဘုံမှုစစလေးညဒီအချက်မဟုတ်တော့နည်းနည်းပဲကြံတော့တာ။လိုချင်တဲ့သူ သုံးသက်သားလေးညှိချက်တာသုံးသက်သားလေးတွေလှီးလို့ကောင်းရေခဲတဲ့မှာခဲရအောင်ထားလိုက်ညှိလို့ကောင်းတဲ့အခဲတဲ့အနေအထားဆိုထုတ်ပြမှာတက်တော့လှီလို့ပါပါလှီးရ ท่ารนัดทบอดียวผ่านเนาะ တချို့ခေါက်ဆွဲတွေကလည်းအထုပ်ထဲမှာအထက်မှာခေါက်ဆွဲသားတွေကြီးလာတယ်ဟုတ်လား။ခိုင်မကသွင်းတဲ့ခါမှာခါကြမ်းကားတွေမှာဘာဖြစ်လဲမသိဘူးမြကြီးလာပြီပြီလာပေါ့။ရန်ကော အခုလောလောဆယ်ရနိုင်တာက screenshot ရိုက်မယ်နော်ဒါကအပြာရောင်တော့လေးတွေ့လားအဲ့ဒါက노စိန်ပင်လေစာခောက်ဆွဲအရေးဆောက်ထုတ်ပါမယ်တတာပင်ဒါတော့ငားရတာကွစ်တီယောငားကွစ်တီယောနော်အဲ့မှာအရေးကြီးလေးနဲ့မှုမှွေလေးအဲသူ့ထဲမှာပါထည့်တယ်မလဲဆိုလို့ရှိရင်တော့နန်းနန်းမင်းလေးနဲ့ ြုံလောက်လေးထည့်လိုက်အရန်စားလို့ကောင်းသွားပြီအနက်ဆွဲဆောင်မှုအရန်ကောင်းတယ်ငါးကွိသေးဘူးနော်ကြာစံသူလဲ6တို့ပါမယ်တသောပြီးရင်ဒါတော့အားလုံးကြိုက်ကြတယ်အခုလိုရာသီနဲ့လည်းအကိုက်ပဲအုံးရတာပါမယ်ပဇွန်တုံရန်ခြင်ဆက်6ထုတ်ပါမယ်တသောဒါကြတော့ဘဲအချိုဘဲအချိုဘဲအချိုခောက်ဆွဲအရေးဖြစ်ပါတယ်6ထုတ်ပါမယ်တသော စီချက်ဒါပဲကြရသေးတယ်နော်စီချက်ကဒါလေးဒါပင်လယ်စာနော်ခေါက်ဆွဲစီချက်ပင်လယ်စာခေါက်ဆွဲစီချက်သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ငြိုကောင်းတဲ့မှုမွေလေးနဲ့သူကလည်းချထုတ်ပါမယ်တသားစီချက်ထဲမှာတော့ဒါကတော့ပဇွန်ဒုတ်စီချက်အဆက်ကလေးပါပါလေးပါမယ်နော်ခေါက်ဆွဲအလုံးကြီးမယ် grand ကြီးများမယ်ခေါက်ဆွဲအသားနူးညံ့တယ်ပဇွန်ဒုတ်စီချက်ဖြစ်ပါတယ်ခင်ဗျာသူကတော့ချထုတ်ကိုတသားနဲ့မှနှစ်ထောင်နော်ဒါလေးဒီလေးပြန်ရပါဘီ နဲ့လို့ခတော်ကြက်သားစံပြုတ်ပြန်ပြီးတော့ကြိုချက်စီရမလို့ကိုစားမဲ့ပကံတို့တထုပ်ကိုဖောက်ထည့်လိုက်ရင်းနှီးကြိုချက်စုအောင်ထည့်ပြီးတော့အုပ်ထားမယ်အုပ်ထားပြီးလို့ရှိရင်နဲ့လို့3မိနစ်လောက်ဆိုရင်တောက်လို့ရပြီစံသားအစ်ဆက်တယ်အသားအစ်ဆက်ကလေးတွေပါတယ်နာလီယာမွေးတယ်ဗမာပါဇက်နဲ့လုံးဝကွက်စစ်တွေပဲအဲ့တော့ဈေးနှောင်းကကျတော့ဒီကောင်ကဒလားစင်ပါမယ်2000နဲ့မှ4000ဒလားစင်ပါမယ်2000နဲ့မှ4000အခုလောလောဆယ်ကခေါက်ဆွဲနဲ့အဲစံပြုတ်နဲ့အဲ့ဒါပဲရှိသေးတယ်ပေါ့နော်ပြီးလို့ရှိရင် ဟွန်ဒက်ရှိ9မုတ်ရအောင်မယ်ဂျပန်ပြည်ရင်းသောဟွန်ဒက်ရှိ9မုတ်ဘယ်9မုတ်နဲ့မှရှင်လို့မရအောင်နော်ဂျပန်ပြည်ရင်းသောဟွန်ဒက်ရှိ9မုတ်တဘူးလုံးရဲ့လေးကျန်450 g အထက်မှာကဲရိုနှစ်ထုပ်ဆိုတော့225 g ကဲရိုနှစ်ထုပ်ဈေးတော့5000နဲ့မှ9000နော်ဒါလေးဒါကကျတော့အာဂျီနိုမိုတိုကော်မဏီရပဲเนาะနန်တို့ထိုင်းမှာထုတ်တာဖြစ်ပါလေဝက်သားမုတ်သူမှပြုတ်တဲ့ခါမှာသူ့ရဲ့အရသာထူးကြအောင်ဝက်သားမုတ်လေးပဲထည့်ထားတယ်เนาะဒီဝက်သားမုတ်ဖြစ်ပါတယ်100 g ပါမယ်ဈေးနှုန်းက 2000နဲ့မှ6000 2000နဲ့မှ6000 400 g ကတော့13000နဲ့မှ500เนาะဘွက်သားမဟုတ်ရမယ်ဦးနန်းတို့ချက်သားမဟုတ်ရမယ်ကျော်လော်ဖုတ်ကင်ပြုတ်နဲ့အကုန်ထည့်မယ်ဈေးရဆိုးကပြောသွားတဲ့အတိုင်းပဲเนาะပြီးရင်ဦးနန်းတို့ဟင်းချုံမှုဂျပန်ဟင်းချုံမှုအရန်မိုက်တဲ့ဂျပန်အရန်ကောင်းတဲ့ဂျပန်ဟင်းချုံမှုဂျပန်ပြူရင်းသုံးဖြစ်ပါတယ်เนาะသူကတော့ 1kg 63ချက်သားပါပါမယ်ခင်ဗျเนาะဈေးနှုန်းလေးက9000ပါခင်ဗျလောလောဆယ်အဲ့ဒါလေးရမယ်เนาะ ကောင်းချက်တွေလမ်းထွက်နေဒီဘယ်လိုကြည့်ကြကလေး ခုနဟင်းချိုင်လေဟိုရောဒီရောဟိုဆက်ဆက်ဒီဆက်ဆက်နဲ့ create လုပ်ပြီးချက်သလိုမျိုးခေါက်ဆက်လို့စားရင်လေဟိုဒါဆိုရင်노စိမ့်ပင်လဲစားနဲ့ဘဲအချုံနဲ့ရောစား 拜拜。See you. Bye bye.